အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မြဝေဆွေးနွေးပေးမယ့်အကြောင်းအရာကတော့ခုဒီလက်ရှိရှေ့လေပိုင်းမှာဖြစ်နေတဲ့ဒီ Israel နဲ့ Iran စစ်ပွဲမှာပေါ့ဟုတ်ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဒါဒီအကျိုးအမြတ်တွေတွေ့ရပါပေါ့ဟုတ်ဘယ်သူနိုင်လဲနိုင်ဦးဆိုတော့ဒါနောက်ဆုံးပါပေါ့ဒါဒီရှင်နေကိုမရောက်သေးဘူးဆိုပေမဲ့ဒါဒီဘယ်နိုင်ငံတွေကအကျိုးအမြတ်တွေထွက်ပြီးဘယ်နိုင်ငံတွေကဒါဒီလက်ရှိရဩစာပါဝါတွေဒါဒီနိုင်စင်းသွားနိုင်လဲဆိုတော့ပေါ့ဟုတ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့မြဝေဆွေးနွေးပေးသွားမှာ ့ပြောချင်တာဒီတနေ့ကဖြစ်သွားတယ်ဒီ history နဲ့ Iran စစ်ပွဲပေါ့အဲ့တော့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးနှစ်ဖက်စလုံးကတော့အခုချိန်မှာဒါလက်ရှိအနေအထားအရထိခိုက်ကြဆုံးမှုဒါပျက်စီးဆုံးရှုံးမှုတွေများပြီးတော့နှစ်ဖက်စလုံးကတော့ရှုံးနေတာတည်ကြတာပေါ့အဲ့တော့ Iran ဘက်က Iran ဘက်ကဒါပြင်ဆင်မှုတွေပေါ့ Iran ဘက်ကအတိုင်းအတာတစ်ခုကိုဒါစပြီးတော့ကြီးကြီးအောင်အဲ့တော့ Iran ကဒါ Israel လေတပ်ကို ထီထီရောက်ရောက်ဒါသူတို့အနေနဲ့မကာကွယ်နိုင်ဘူးပေါ့အစ္စရေးတိုက်လီနေရတာအီရန်နိုင်ငံရဲ့ဒါဝေရင်ပိုင်နဲ့ချက်ချစ်ဝင်ရောက်ပြစ်ခတ်စရာမလိုဘဲနဲ့ဒါသူတို့အနေနဲ့ဝေးကနေပြစ်ခတ်သွားတာဖြစ်တဲ့အတွက်ဒါသူတို့ရဲ့အစင်မြင့်ဤပညာတွေကိုဒါဒီအီရန်ဘက်ကခြေမုံးဖို့ခတ်နေတော့အဲ့တော့ပြောနေတာဒါအီရန်ဘက်ကပြစ်လိုက်တဲ့ drone တွေပေါ့ဒီမစားအမျိုးစားအားလုံးကလည်းဒါ history ရဲ့နာမည်ကျော်ဒီတပ်လီကာစနစ်ကိုဒါဒီလီကာစနစ်တွေအားလုံးကအပြည့်အဝမကာကွယ်နိုင်သေးဘူး။တော့ပြောချင်တာတစ်ဖက်နဲ့တစ်ဖက်ကတော့ညာ ော့ထီရောက်မှုအနေနဲ့တိကျမှုတွေကိုတော့ဒါပြန်နှိုင်းရှင်းကြည့်အောင်ပြောချင်တာဒီအီရန်နိုင်ငံ Davis မြို့ပြီးရင်ဒီဘက်က Haifa စိတ်ကပြီးရင်ဂျေရုဆလင်မြို့ဒီမျိုးတွေသုံးမျိုးလုံးမှာဒါပေါက်ကွဲတယ်ကြားရပြတဲ့အတွက်တေချာတဲ့ဒါ history နိုင်ငံရဲ့တပ်လီကာကိုစနစ်ကလုံးဝအီရန်နိုင်ငံရဲ့မဆိုင်တွေကိုကာကွယ်မပြုနိုင်ဘူး။ပြောချင်တာဒီခုလက်ရှိပေါ့ဒီ အခြေအနေတွေကဒါဒီအစိုးရရဲ့ဒါနိုင်ငံရေးဒါမှမဟုတ်ဒီဘက်ကတစ်ဖက်ကဒါဒီနျူကလ িয়ার ဒါအကြောင်းပြချက်တွေမျိုးစုံနဲ့တိုက်ခိုက်မှုတွေဖြစ်တယ်ဆိုပေမဲ့ဒါလက်ရှိမှာတော့ဒါပြည်သူတွေကအဓိကခံကြအဲ့တော့ဒါအခုဒီသူတို့နိုင်ငံတစ်နိုင်ငံကဒါနောက်ခံနေကြည့်အောင်အဲ့တော့ Israel ဘက်ကနောက်ခံနေ Iran ဘက်ကနောက်ခံနေပေါ့ဒီနောက်ခံတွေကဘယ်သူကဘယ်သူ့ကိုဘယ်လောက်ထိပန်ပိုးထောက်ပံ့ပေးနိုင်မလဲပေါ့အော်ဒီရှင်တွေကပဲဒီစစ်ပွဲရဲ့အဆုံးဖြတ်ပေါ့အရှုံးနိုင်ကိုဒါဆုံးဖြတ်သွားမယ်လို့ထင်မိတာပေါ့အဲ့တော့ Iran အနေနဲ့ကဒါအခုလက်ရှိမှာဒီ ပြင်ဆင်မှုတွေဒါသူလုပ်ခဲ့တာလို့တွေ့ရတာပေါ့ပြောချင်တာဒါဒီလေရင်စင်းနေရကြပြီးရင်ဒီဘက်ကဒါဒီဖို့မဆိုင်နေအားကြီးနဲ့တည်းနိုင်ငံအတွင်းကိုပြစ်ခတ်ခံရပြီးနောက်24နာရီအတွင်းမှာပဲပြန်ပြီးတော့တချို့ပြန်ပြန်ပြီးတိုက်ခိုက်နိုင်အောင်ကြည့်ရဖြစ်တဲ့အတွက်အီရန်နိုင်ငံအနေနဲ့တော့ဒီကိစ္စဟုတ်တယ်ကြိုးတင်ပြင်ဆင်ထားရလို့တော့ထင်ရတာပေါ့ဒါပေမဲ့ history ဘက်ကဒါအားနည်းချက်ရှိသွားတာဘာဖြစ်သွားလဲဆိုတော့ဒီအီရန်ရဲ့ဒါမြေအောက်မှာရှိတဲ့စက်ရုံတွေလင်းတို့လောက်ပြီးရင်ဒီဘက်က ဒီဇိုင်းနေထားတဲ့နေရာတွေပေါ့ဒီနိုင်ငံနေရာတွေမဖြစ်စင်းနိုင်တာဖြစ်တဲ့အတွက်ဒါဒီအရှင်တွေကဒါဒီသူ့အနေနဲ့ဒါဒီကောင်းမွန်တဲ့အရှင်တွေတခုတော့ဖြစ်မသွားဘူးပေါ့အဲ့တော့ပြောချင်တာဒီအီရန်နိုင်ငံအနေနဲ့ပေါ့ဒါနုမြူစက်ယုံတွေထိအောင်ဒါသူတို့မြေအောက်ထဲမှာထားတာဖြစ်တဲ့အတွက်ဒီနေရာတွေကိုဒါ Israel ဘက်ကအတိအကျမတည်ပဲနဲ့ဒါဒီခံမှန်းပြစ်ခတ်လုဆောင်နေတာဖြစ်တဲ့အတွက်ဒါဒီ Israel အနေနဲ့တော့ဒါဒီခုအီရန်နိုင်ငံအပေါ်မှာဒါဒီသူ့အနေနဲ့ဒါထိရောက်တဲ့ တိုက်ခိုက်မှုမျိုးတော့ဒါမရှိသေးဘူးပြောချင်တာဒါဒီခုအစ္စရေးနဲ့အီရန်ဘက်မှာဒါတစ်ဖက်နဲ့တစ်ဖက်ကတော့ဒါဒီမဟာမိတ်နောက်ခံတွေမပါတာပြမပါသေးသေးဒါတို့အနေနဲ့ဒါဘယ်နိုင်ငံမှအသာစီမရသေးဘူးတွေ့ရတာအဲ့တော့ပြောနေတာဒီအီရန်နိုင်ငံအနေနဲ့ကတော့ပြည်တွင်းထုတ်ဒုံးတွေဘလောက်များရှိပြီပြီးဘလို့ကာကွယ်ရမလဲဘလို့ hypersonic တွေဒီတိုက်ပွဲကိုဒါရေရှည်ဒါမှမဟုတ်ဒီဆုံးဖြတ်ဘလို့လုတ်ပေးနိုင်မလဲဆိုတာတော့ဒါအီရန်အနေနဲ့လက်ရှိမှာဘလို့လာမလဲပေါ့ဒါတော့ကြည့်ရအောင် အော်ဒါတိမနေ့ကပဲအီရန်နိုင်ငံနေနဲ့ပြောတာကတော့ဒါသူတို့အနေနဲ့စစ်ပွဲရဲ့ဒါတိရရှိဟိုတိုင်ရတနိုင်လောက်တဲ့အထိဒါသူတို့ဘာပြောသွားလဲဆိုတော့ဒါတစ်ဖက်ကဒီအမေရိကန်နဲ့ history ပေါ့အော်ဒီနှစ်နိုင်ငံကလာဒါသူတို့နဲ့ဒီခုဒါနျူကလ িয়ার ကိစ္စနဲ့ပတ်သက်ပြီးလိုက်ရောမယ်ဆိုရင်ဒါသူဘက်ကလည်းဒါဒီကိစ္စကိုလိုက်ရောဖို့အတွက်အစဉ်သက်ဖြစ်နေပါပြီဆိုပြီးပြောတာဖြစ်တဲ့အတွက်ဒေတာရဲ့ဒီခုရေရှည်ပါဆိုတော့ဒီစစ်ပွဲကြီးရတာဒီ ဇုံးဖြတ်ရဒီမဟာမိတ်ဒီနောက်ခံနေဒီသုံးနိုင်ငံရဲ့ဒါညှိနှိုင်းဆွေးနွေးမှုနဲ့တော့ဒါဒီနဲ့တော့ဒါစစ်ပွဲကရက်စဲသွားနိုင်တယ်လို့တော့မြင်မိတာအပြင်တော့ခုဒီလက်ရှိပေါ့ဒါဒီခုအီရန်ဘက်ပေါ့အီရန်ဘက်ကနေတိုဖို့ဝတူတကီနိုင်ငံပေါ့တူတကီဒါအီရန်ဘက်ကဝင်မယ်ဆိုရင်တော့တေချာတဲ့အစ္စရေးအနေနဲ့ဒါမျိုးလင်းချက်လုံးဝနေတော့မို့ဒီအတွက်လည်းဒါဒီနေတိုဖို့ရကဒါတူတကီကိုမပါဖို့ထိတော့တားမြစ်ထားတော့တီတူတကီအနေနဲ့ကလည်းဒါတေချာတဲ့အီရန်ဘက်ကအကူအညီလိုက်ရင်ဒါဒီနေတိုဖို့ကထွက်ရလောက်တဲ့အခြေအနေထိကိုဖြစ်သွားမှာ โอเคဒီခုချိန်မှာဒါလက်ရှိပေါ့ဖြစ်သွားပြီပေါ့ဒါဒီနိုင်ငံဟိုဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒါဒီခုနိုင်ငံကြီးရဲ့ဩစာပါဝါအာဏာလေးပြီးရင်ဒီခုကမ္ဘာဒါဒီခုဈေးကွက်တွေမှာပေါ့ဒါဒီအတက်ကြေးဖြစ်သွားတယ်ပြည်ပနိုင်ငံတွေကလက်ထွက်လာတယ်တော့ပြည်နိုင်ငံတွေနေနေကတော့ဒါဒီခုဘလောက်ထိဆုံးရှုံးမှုကြုံတွေ့ရမှာအော်ပြောနေတာအခုဒီခုပါလီယာပေါ့ဒါအမေရိကန်နိုင်ငံပေါ့ဟောအမေရိကန်နိုင်ငံအနေနဲ့ကအခုလက်ရှိဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါသူ့အနေနဲ့ဘာတွေဒုက္ခရောက်သွားလဲ ဟိုရေနံစေးပေါ့ရေနံစေးတက်သွားတယ်တစ်ဖက်ကဒါရွှေစေးတက်လာတယ်ပြီးရင်ပိုဆိုးလာတယ်သူ့နိုင်ငံဒေါ်လာစေးကျသွားတယ်ပြဿနာပေါ့ဟိုဒီပြဿနာကြီးမျိုးစုံနဲ့ကြုံတွေ့ရတယ်ဟိုတခါတည်းခုဒေါ်နယ်ထွန့်အနေနဲ့ကဒီပြူတွင်းပြည်တွင်းစုကူမှုတွေမှာဒါသူခုသူ့အနေနဲ့ဒါနေရာတိုင်းမှာဖြစ်နေဖြစ်တဲ့ဒါသူ့အတွက်ကမျက်ခုံးလှုပ်ပြီးတော့ဒါဒီဒုက္ခဖြစ်နေတာဟိုဒါပြောနေတာရုရှားပေါ့ရုရှားကတည်ကြတယ်ဒါခုဒီယူကရိန်းကိုဒါဒီခု ဖြစ်စဉ်ဖြစ်နေတဲ့ဒါရှေ့လယ်ပိုင်းကိစ္စတွေကိုဒါသူအနေနဲ့ဘေးဖယ်ထားပြီးယူကရိန်းပိုင်နဲ့အထီကိုတဖြည်းဖြည်းနဲ့ဒါစိတ်ဝင်သိမ့်ပိုက်နေအောင်ဟုတ်တယ်ရုရှားတို့ကတော့ကျိုးမြတ်ဖြစ်သွားတယ်ပြီးရင်ဒါအခုဂျီနန်ဈေးတက်တာဖြစ်တော့ရုရှားကပို့ပြီးတော့စင်ပြေတဲ့ပို့ပြီးရှမ်းတာအော်ပြောချင်တာကအစ္စရေးရောအီရန်ဟိုဒါပူတင်အနေနဲ့ပေါ့ဒါသူကအစ္စရေးဘက်ကလည်းသူ့ဘက်ကိုလာအီရန်ကဖားလိုက်နေပြောချင်တာသူ့အနေနဲ့ပို့ပြီးတော့ဒီစစ်ပွဲမှာသူကအကျိုးမြတ်ပူရပါအော်ဒါဒီတစ်ဖက်ကတရုတ်ကတရုတ်ကိုပြန်ကြည့်ရမယ်ဆိုရင်တရုတ်ကလည်းပို့ပြီးတော့ဒါကောင်းလာ ဘာကောင်းလာလဲဆိုရင်အခုဒီစီးရီးယားနဲ့ဒီခုဒီအစ္စရေးပေါ့အစ္စရေးစီးရီးယားပြီးရင်ဒီဘက်ကအခုဖြစ်သွားတဲ့ဖြစ်စဉ်တွေရဆိုရင်ဒါဒီအခုလုံးလိုက်တဲ့အချိန်မှာဒါဒီတရုတ်အနေနဲ့ပေါ့ဒါအာရဗ်ဘာမှာဒါသူအနေနဲ့ဩစာအနာပို့ပြီးတော့အခွင့်အရေးပို့ရတာပေါ့အဲ့တော့ပြောချင်တာဒီခုအစ္စရေးနဲ့အီရန်စစ်ပွဲကြောင့်အဲ့တော့ဒီကြားရဲကအခုဒီအမေရိကန်အင်္ဂလန်ပြင်သစ်ပေါ့ဒီနိုင်ငံတွေအနေနဲ့ကလည်းနစ်နာသွားတယ်နစ်နာတာဘာကြောင့်သူတို့နစ်နာရလဲဆိုရင်သူတို့အနေနဲ့လက်နက်တွေကိုယ်ကြီးထောက်ပံ့ရတာဖြစ်တဲ့အတွက်သူတို့ဒါနစ်နာ ပြင်တစ်ဖက်ကဒါရေနံစီပြင်ဒီဘက်မှာဒေါ်လာစီပြင်ဒီဘက်မှာရွှေစီအားလုံးကြာဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့ပုံပြီးနဲ့လာသွားတယ်အဲ့တော့ဒါဒီတစ်ဖက်မှာအကျိုးမြတ်ထွက်သွားတဲ့နိုင်ငံကဒါရုရှားနဲ့တရုတ်ပေါ့အဲ့တော့ရုရှားအနေနဲ့ကဒါသူတို့အနေနဲ့တရုတ်ပေါ့ရေနံကိုလက်နက်ရောင်းရဖြစ်တဲ့အတွက်သူတို့အမျက်အစိုးအများကြီးရတယ်ပြီးရင်ဒါဒီတရုတ်နိုင်ငံအနေနဲ့နိုင်ငံရေးရဒါဒီခုဒါအရှိလေပိုင်းမှာဆိုရင်ဒါဩဇာအာဏာပို့ပြီးတော့ကြီးထွားလာတယ် အဲ့တော့ဒါဒီနေ့ပြောရမယ့်အကြောင်းရင်းကိုပြန်ပြီးရှင်းပြရင်အခုဒီလက်ရှိဖြစ်သွားတဲ့ Israel နဲ့ Iran စစ်ပွဲမှာဒါအခုဒီအရာကြီးနိုင်ငံတွေပေါ့ဒါအရာကြီးနိုင်ငံတွေနည်းလားအရှုံးမြတ်တွေတွက်လိုက်တဲ့အချိန်အာဒါဒီခုတရုတ်နဲ့ဒါရုရှားကတော့ဒါတည်ချတဲ့ဒါသူတို့အနေနဲ့ဂျိုးမြတ်တွေအများကြီးကြားလိုက်တာ အော်ဒီတစ်ဖက်ကဒါဒီအမေရိကန်တို့အင်္ဂလန်ပြင်သစ်တို့ကတော့ဒေသပေါက်ဒါဒီကိုသူတို့အနေနဲ့စပြီးဟိုနဲ့လာနေပေါ့အော်ဒီစစ်ပွဲကြီးကရေရှည်မှဒါဆုံးဖြတ်ကဒါရက်ဆဲသွားမယ်ဒါဆက်ရှင်လုံးဝဒါရက်ဆဲသွားမယ်ဆိုရင်တော့သူတို့တို့တတ်တောင်းတတ်တာဖြစ်နိုင်မယ်တကယ်လို့ဒါဒီစစ်ပွဲကြီးကရေရှည်မှဒါအခုဒီရုရှားယူကရိန်းကိုပဲညောနေမယ်ဆိုရင်တော့ဒီနိုင်ငံတွေကလုံးဝဒါဒီညနာဆုံးရှုံးမှုပုံများမယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်